နိုမာလာ73ရက်နေ့ဟာစေဆိုးရခက်ကဒေါ်ဆန်းစုကြည်ကိုအကြေကျုပ်ကနေလွှတ်ပေးခဲ့တဲ့15နှစ်မြောက်နေ့ရက်ဖြစ်ပါတယ်။ဒေါ်ဆန်းစုကြည်ကိုဖမ်းထားတာလည်း9နှစ်နေပါရှိနေပါပြီ။ NLD အဖွဲ့ဝင်တွေနဲ့ CDN ဝန်ထမ်းတွေကဒေါ်ဆန်းစုကြည်ကိုလွှတ်ပေးဖို့တောင်းဆိုနေကြပါတယ်။မောင်းတူးပေးဖို့ထားတာပါရှင်။ဟုတ်ကဲ့ပါ။နိုင်ငံတော်ဤအတိုင်းအမြန်ပုတ်ကိုဒေါ်ဆန်းစုကြည် စစ်ဆိုးရခင်မှာကြေကျုပ်ကနေပြန်လွတ်လာတဲ့15နှစ်မြောက်နေ့ရက်မှာ NLD အဖွဲ့ဝင်တွေကအခုလိုပြောဆိုလိုက်ကြတာပါအလွန်ငယ်ဆုံး15နှစ်ကတော့ဒီလိုနေ့မျိုးဟာကျမတို့တော်တော့ကိုပျော်ရွှင်ခဲ့ရတဲ့နေ့ပေါ့နော်အဲဒီနေ့ဒီချိန်မှာတော့အမဟာအထဲတဲ့ဟူပေါ့နော်ပြန်လဲပြီးတော့ဝင်သွားရပြီးတော့အချုပ်အနှောင်ထဲမှာနေနေရတဲ့အခါမှာကျမတို့ရဲ့အနာဂတ်တွေပျောက်ဆုံးသွားတယ်လို့တောင်ခံစားမိတယ်ပေါ့နော် တော်တော်လဲပဲနော်အရာရာတိုင်းဟာနော်တသမတ်ထည့်ပြတော့မှမနေပါဘူးဘာသာရေးအရာရောနော်တဘာဝအရာရောနော်ဟိုပြောင်းလဲနေရမှာပဲလေအဲ့တော့အမဟာလဲပဲကျမ်းမာစွာနဲ့နော်ပြန်လွတ်လာရမယ်မြန်မာနိုင်ငံရဲ့အနာဂတ်ဟာလဲပဲဆက်လက်တောက်ပနေရမယ်လို့ကျမတို့အနေနဲ့ယုံကြည်မျှော်လင့်နေပါတယ်ရှင်ကျမတို့ဒေါန်ဆန်းစုကြည်ကျမတို့အမဒေါန်ဆန်းစုကြည် ်အမြန်ဆုံးပြန်လွတ်လာဖို့လည်းပဲကျမတို့ယင်ထဲမှာနေ့စဉ်နဲ့အများဆန္ဒတွေရှိပါတယ်ရှင်။အလားတူပဲဒေါအောင်ဆန်းစုကြည်လွတ်မြောက်ဖို့ CDM ဝန်ထမ်းတွေကလည်းအခုလိုပြောဆိုနေကြတာပါ။ကျမတို့ရဲ့နိုင်ငံတော်အတိုင်းအမြံပုံကဒေါအောင်ဆန်းစုကြည်လိုလူမျိုးကပေါ့နော်။အစင်ရောအချင်းရောဉာဏ်ပညာရောတိလသမားကြီးရောအားလုံးပြည့်စုံနေတဲ့အတွက် ကျွန်မကတော့ယူဆတာကတော့တကယ်ကိုဒီလိုခေါင်းဆောင်ပြူကနောက်ပဲနှစ်ကြာမှဒီလိုလူမျိုးတယောက်ပြန်ပေါ်လာနိုင်လားမပေါ်လာနိုင်လားဆိုတာကျွန်မတို့ပြောလို့မရဘူးသို့တော်လည်းသူရဲ့အပြုအမူတွေအပြောဆိုတွေအနေအထိုင်တွေကိုကျမတို့ကမိခင်တပွဲ သူစီရနေပြီးတော့ရယူရမယ်သူယူစရာစံပြစရာအပြုအမူတွေရှိပါတယ်။ဒါကြောင့်မလို့ဒီအမေလဲကျမ်းပါပါစေကျမတို့ဒီလဲသူချမှတ်ထားတဲ့လမ်းစဉ်အတိုင်း ကျမတို့မမိတ်မတုံသွားဖို့လိုပါတယ်။တော်လိုင်းအေးမှာဖြစ်ပါဖြစ်ပါစေကျမတို့နိုင်ငံတော်ပေါ်မှာပဲဖြစ်ပါစေကျမတို့သူ့လိုစိတ်ဓာတ်မျိုးသူ့လိုအပြုမှုမျိုးသူ့လိုဆောင်ရွက်ချက်မျိုးကိုပဲကျမတို့လိုက်နာကျင့်သုံးရမှာဖြစ်ပါတယ်ရှင်။ရဲဘော်ရဲဘက်ကောင်းနေဆိုတာဟာအခက်အခဲတွေနဲ့ရင်ဆိုင်နေရတဲ့အခါဒုက္ခတွေနဲ့ကြုံတွေ့နေရတဲ့အခါမှာဘေးကနေပြီးတော့မမမမရပ်ပေးသလိုပျော်ရှင်စရာတွေနဲ့တွေ့ရတဲ့အခါကျရင် ကိုယ်အတွက်မုဒိတာပွားပေးကြပါတယ်။ဒီမှာကြေကျုပ်ခံနေရတဲ့အချိန်မှာ ကျွန်မဘေးကနေပြီးတော့မရှိပေမဲ့လည်းဘေးကနေရှိနေတကယ်ဆိုမမမမရက်တည်ပေးတဲ့သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်ဒီနှစ်တည်းအတွင်းမှာကျွန်မမွေးနေ့မှာဆိုလို့ရှိရင်ကဘာတလွားမြန်မာဒီမိုကရေစီအင်အားစုတွေကကျွန်မကိုတတိယသောအဖြစ်မွေးနေ့ပွဲတွေကျင်းပပေးတာဟာကျွန်မကိုအများကြီးပဲအင်အားဖြစ်စေပါတယ်ဒီမေတော်ဆန်းစုကြည်နဲ့တကွเนาะဒီထင်းထင်းခံထားရတဲ့ ီကောင်းဆောင်နေတမလာယူဝင်းမြင်လို့အပါဝယ်ပေါ့အဲအရင်2020လွတ်လာတယ်လို့ပေါ့နော်ဒီချိန်မှာပြန်လဲပြီးတော့မှလွတ်လာတော့မယ်အဲလွတ်လာဖို့အခြေအနေတခုခုရှိရမယ်လို့ကျွန်တော်လည်းမျောလင်းတယ်မျောလင်းတယ်ဆူတောင်းလဲဆူတောင်းတယ်အဲအဲဒီအတွက်တော့ဟိုတခုရှိတာကျွန်တော်တို့ပြည်သူတွေကတော့အမေစုကိုလွတ်မြောက်ဖို့အတွက်မျောလင့်တယ်လို့ပဲကျွန်တော်တို့တနိုင်ငံလုံး တိုင်းပြည်လို့ပြည်သူတွေလွတ်လွတ်လပ်လို့တော့ကျွန်တော်စူးစမ်းနေဦးမှာပါလို့ဒေါ်အောင်ဆန်းစုကြည်ဟာမြန်မာပြည်ကိုပြန်လာတဲ့38နှစ်တွင်ကာလထွက်ဝက်ကျော်ဖြစ်တဲ့16နှစ်ကျော်အကျဉ်းကျခံရကြောင်းဘာမားကမ်ပိန်း UK ကလည်းကြီးညာချက် ထုတ်ပြန်ထားပါတယ်ခင်ဗျာကျွန်တော်မောင်တူပါကျမတို့နိုင်ငံမှာဆိုလို့ရှိရင် အာနာရှင်လက်ထက်အောက်မှာအကြိုက်နေခဲ့ရတဲ့အခါကျတော့အခုဒီမှာရောက်နေတဲ့ပရိသတ်လည်းသိမှာပါဟို ตาတဲ့ဘက်ကိုသွားခြင်းတဲ့လူတွေတချို့ကတော့ကြောက်လို့ပေါ့နော်ကြောက်လို့ကြောက်လို့မှန်မယ်မှန်တယ်ထင်မယ်မယ်လည်းမရက်တီပေးရဘူးတချို့ကြတော့လေအခွင့်အရေးလိုခြင်းလို့အင်အားရှိတဲ့ဘက်ตาတဲ့ဘက်ကိုသွားခြင်းကြတယ်နောက်ပြီးတော့လေမျက်နှာပြောင်းနေပဲဘက်ပြောင်းမလဲပြောင်းလိုက်ကြတာပဲ